မျိုးရီအလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့မျိုးရီအတွက်ဒီတစ်ပတ်နော်အလုံးပိုင်းရှစ်လုံးပိုင်းသုံးညအလုံးပိုင်းနဲ့နော်ဒီဘက်မှာနှစ်ကြိမ်သုံးကြိမ်ထွက်နိုင်တဲ့ကဏ္ဍနေဖြစ်တယ်အဲ့ဒီနေရာမှာ80ဆိုတဲ့မိမွေးတစ်ဘက်ကိုကျွန်တော်မျိုးရီအတွက်ပေးထားပါတယ်ဒါဟာအပတ်တိုင်းတစ်ခွေသေးထွက်နေတဲ့နော် ကလင်နာစိုက်ဖြစ်ပါတယ်နော်အဲ့ကြတော့အခုကျွန်တော်တို့တခုဒီဒီပေးချင်တာကကျွန်တော်တို့ဂရုဝင်တဲ့အမျိုးတွေဟာအဓိကကျွန်တော်တို့ကဒီမိန်ခွေနဲ့မိန်ခွေကိုပေးတယ်ဆိုတာကမျိုးတွေကကျွန်တော်တို့ကဒီလိုမျိုးနေလိုက်ဒီเนาะအကုန်လုံးကို ပြတ်တနေတဲ့စီမှာ သူဝင်တဲ့မျိုးတွေကအဲ့ဒါတွေကိုအုံနောက်တယ်ထဲစရာမလိုဘူးကျွန်တော်တို့အဓိကဂရုတဲဝင်ထားတဲ့အတွက်ဂရုကမိန်မွေးနဲ့မိန်ခွေးကိုပဲထိုးရမှာဖြစ်တယ်ဒီတစ်ပတ်အရန်ကောင်းတဲ့အတွက်အဲ့ဒီအရာတွေကိုပဲမမိန်မတုံထိုးပါအခုပြတ်သနေတာတွေကိုထိုးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒုတိယဓမ္မတွေကအဓိကတစ်ခုရှိတာကကျွန်တော်တို့အားလုံးတော့ ါတတိထားမှာကျွန်တော်တို့ဒီတပတ်မှာငါဘာထိုးမလဲအဲအခွေထိုးမလားမိမွေပဲထိုးမလားမွေကနန်းနေထိုးမယ်ဆိုရင်ကိုထိုးမင်းဟာတခုကိုတော့ဇာတို့သွားတဲ့နေဒါပြီးမှ ကိုကြိုက်နေတဲ့ရာတပင်းဟာလေးတွေကိုအရန်အဖြစ်ဥပမာ ပြောရရင်ကျွန်တော်တို့ဒီတပတ်မှာမိန်ခွေထိုးမယ်ဆိုရင်အဲ့ဒီမိန်ခွေကိုဇာတို့ဟုတ်လားငါဘလောက်တက်နိုင်လဲဇာတို့သွားပြီးတော့တပတ်စာအတွက်ဇာတို့သွားပြီးတော့ ်ဂျန်နဲ့ဟာလီရတော့အခုလိုနေတိုက်လို့ပါတို့ကြတော့ဟုတ်လားကျွန်တော်တို့ဟိုအထောက်အထောက်ကနန်းလောက်ပေါ့ဗျာဟုတ်လားဥပမာပြောရရင်ကျွန်တော်တို့မိန်းခွေတွေကို9000ကျွက်ဒီထိုးနေတယ်ဆိုရင်ကျွန်တော်တို့ဒီရလေးတွေကတော့300ကျွက်900ကျွက်နဲ့ပေါက်လာရင်ကျွန်တော်တို့ဒီဟိုဟိုငွေကြေးကိုကာမိစေဘူးဒါလိုမျိုးသွားမှကျွန်တော်တို့အဓိကเนาะ အမြတ်ဆိုးနေရမှာပေါ့အာမင်းမွေလဲမင်းခွေလဲဒီစေလောက်ပဲထိုးတယ်ကျွန်တော်တို့ဟိုဒီနေလိုက်ဒီဟိုတွေးတဲ့ကနန်းနေလဲဒါပဲထိုးတယ်ဆိုရင်ကျွန်တော်မျိုးတွေကပေါက်လာရင်ဘယ်လိုလုပ်မြတ်မလဲအဲအဓိကပြောချင်တာကအဲ့ဒီဂရုတရားမျိုးတွေနော်အပတ်တိုင်းလဲတောက်လျှောက်ထွက်နေတာပဲမမြတ်ဘူးမြတ်တယ်ဆိုတဲ့စီမှာကျွန်တော်မျိုးတွေက၁၀ချိန်စလုံး လိုက်ထိုးခြင်းနဲ့လိုက်ပေါက်ခြင်းနဲ့ဆိုရင်တော့မဖြစ်နိုင်ဘူးအဓိကကကျွန်တော်တို့ရဲ့မိန်းမွေမိန်းခွေကိုအဓိကထားထိုးရမယ်လို့ကျွန်တော်ဒီနေ့ပြောခြင်းပါတယ်เนาะအဓိကမိန်းထိုးရမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာဂရုမာပါတဲ့မိန်းမွေမိန်းခွေတွေကမူရီစိုက်တွေကရမ်းကောင်းနေနောက်ပြီးကျွန်တော်တို့ပိရက်တွေမကြောက်ရောက်တဲ့ရက်တွေမှာအပိုင်ထိုးလို့ကောင်းတဲ့အပတ်တွေဖြစ်တဲ့အတွက်အပိုင်ထိုးပါဒါပေမဲ့ကျန် တမားတွေကတော့ဂယူးဆိုင်ရမယ်နော်တချို့မျိုးတွေဘာလို့လဲကျွန်တော်တို့ဒီအပတ်မှာထွက်ထားတဲ့ကနန်းစင်ဟာတချို့ကနန်းကျော်တွေကပြန်ကြတွေကိုဖိတ်ခေါ်ထားတာတွေရှိတယ်နော်အဲ့ဒီလိုမျိုးပြန်ကြတွေကိုဟိုဖိတ်ခေါ်ထားတဲ့စီမှာကျွန်တော်တို့ဂရုထဲမှာတော့အထူးမင်းတွေကနန်းတွေပါတယ်ခင်ဗျအားလုံးနော်ပြန်ကြစုလဲမလွတ်နိုင်တဲ့မင်းတွေကနန်းတွေပါတဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင်ဂရုမာလာခဲ့ဖို့เนาะဖိတ်ခေါ်အပ်ပါတယ်เนาะအလုံးမင်္ဂလာပါအခုဒီနေ့ပြောချင်တာကနေတိုက်ပါနေတိုက်ကနေဒီနေ့ကျွန်တော်တို့ကြိုင်းနေတဲ့တာဂရုတရားမျိုးတွေလည်းကြည်တာเนาะကျွန်တော်တို့ပြီးသွားတဲ့အပတ်ကကျွန်တော်တို့ဖော်မြူလာတစ်ခုရဒုညအလုံးပိုင်းနဲ့ဒုညမိန်တင်ကနန်းနေရထွက်ရမယ်ဆိုတော့ကျွန်တော်တို့ဒုညအလုံးပိုင်းထွက်ပြီးတော့ မိန်းတင်ကနန်းထွက်မသွားဘူးအဲ့ဒီမိန်းတင်ကနန်းဟာဒီဘက်ဒီမှာကြားဖို့အားတပါတယ်အဲ့ဒီကနန်းနေရတော့တုံညာနဲ့ပတ်တည်းတဲ့စုံစုံကနန်းနေဖြစ်တယ်နော်တုံညာနဲ့ပတ်တည်းတဲ့စုံစုံကနန်းနေဖြစ်တယ်မျိုးတွေဒီတစ်ပတ်မှာတခြားကြည့်ပါဒီမှာလဲတုံညာအလုံးမှန်ရှိနေပြီဒါကလဲစုံစုံကနန်းမယ်နော်ဟုတ်ပြီလားအဲ့ဒီကြတော့အခုကျွန်တော်တို့လာနေတဲ့ကနန်းလန်းစဉ်ကြော့ ွန်ရယ်ခွန်ရယ်ပေါင်းရင်လေးလေးနှစ်အချင်းဟာကျွန်တော်တို့နောက်တည့်ရက်မှာကြပါတယ်ဒီမှာ၃နှစ်ဆိုပြီး9ရယ်နှစ်ရယ်ပေါင်းရင်ထိတ်အပိတ်ပေါင်းတာเนาะ9ရယ်နှစ်ရယ်ပေါင်းရင်1 18အချင်းဟာနောက်တည့်ရက်မှာကြမယ်ဆိုတော့6တည့်ဆိုပြီးကြပါတယ်၃ရယ်1ရယ်ပေါင်းရင်1 18အချင်းဟာနောက်တည့်ရက်မှာကြမယ်ဆိုတော့ဒီမှာ၄တည့် ဆိုပြီးကြပါတယ်ခင်ဗျခွန်နဲ့တိနဲ့ပေါင်းရှစ်ရှစ်တိချင်းဟာနောက်တည့်ရက်မှာကြမယ်ဆိုတော့ဒီမှာ6ရှစ်ဆိုပြီးတော့ကြခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့တနင်္လာနေ့အတွက်4နဲ့8နဲ့ပေါင်းရင်နေ့နေ့လေးအချင်းကျွန်တော်တို့ကြိုက်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောထားတဲ့ဇာတ်ရည်နဲ့နော်ချိတ်ဆက်မဲ့ကနန်းစဉ်တွေဖြစ်ပါတယ်ဒီချာလေးကြည့်ကြပါလို့နော် အဲ့ဒီနေလေးအချိန်မှာကျွန်တော်တို့ဘာနဲ့ကတ်ချင်တယ်လဲဆိုရင်သူ့ရဲ့ဂီးနဲ့ကတ်ထွက်နေတဲ့ဗနန်းစင်ရှိပါလေခင်ဗျကျွန်တော်တို့9နဲ့2နဲ့ပေါင်းရင်1တိရှိအချင်းကိုကျွန်တော်တို့ဒီ9နဲ့2နဲ့ ဇောင်းပေါင်းချင်း9 9 6နဲ့ကပ်ပြီးတော့တိရှိဟာအပြီးကြရမယ်ဆိုတော့ဒီမှာ6 1ဆိုပြီးကြရပါဒီလိုပဲတုံညာနဲ့တိနဲ့ပေါင်းရင်တိရှိအချင်းကိုကျွန်တော်တို့ဒီတိနဲ့ဒီ9နဲ့ဇောင်းပေါင်းချင်းတုံညာတုံညာငါခွန်ဆိုတဲ့ဂီးနဲ့တိရှိအချင်းနဲ့ကြရမယ်ဆိုတော့ ဒီမှာခွန်ရှစ်ဆိုပြီးကြားရပါဒီခွန်ရှစ်ကတော့ကျွန်တော်တို့ဂရုမာသုံးသီးစာရတဲ့ကျွန်တော်မျိုးတွေရှိပါတယ်เนาะနေတိုင်းလူလဲပြီးခဲ့တယ်ကျွန်တော်တို့အခွေရဲ့မိန်းဒီငနန်းလဲဖြစ်ခဲ့တယ်ဒီခွန်ရှစ်ကိုအထူးအောင်မြင်ခဲ့တဲ့ site ဖြစ်ပါတယ်အဲ့ဒီမှာနောက်တစ်ပတ်ခွန်နဲ့တိနဲ့ပေါင်းရင်ရှစ်ရှစ်တိအချင်းကိုတုံညာနဲ့တိနဲ့ပေါင်းရင် တိတိ6ရှစ်ကပ်ပြီးတော့ရှစ်တိကိုအချင်းနဲ့ဆိုတော့6ရှစ်ဆိုပြီးထွက်ခဲ့ပါတယ်အဲ့ဒီကြတော့ကျွန်တော်တို့ဒီနေ့ဂျိုင်းနေတဲ့တာကဒါနေလိုက်ပါနော်နေလိုက်ကတော့ဂျိုင်းနေတဲ့ရင်လည်းလုံးမဂျိုင်းနေတဲ့ရင်မလုံးနဲ့ဖိုင်စတာတို့ကပြားစရာရှိတာအကုန်ပြတာကျွန်တော်မျိုးတွေအတွက်နော်အထောက်အကူဖြစ်စေမဲ့ဟာဆိုရင်ထိုးဘာလို့လဲအဓိကကဖိုင်စတာတို့ကတပတ်စာတွေ တပတ်စာမွေးတွေတပတ်စာအခွေးတွေဦးပဲအဓိကထားတယ်နေတိုင်းကတော့ကျွန်တော်တို့လုပ်ငန်းအရမျိုးတွေကိုပြသတာဖြစ်တယ်တိုင်းနေသိရင်လောက်ပါ၄နဲ့၈နဲ့ပေါင်းရင်နှစ်နှစ်လေးချင်းကိုတနည်းလားနေတွေ့နော်နှစ်လေးချင်းကိုဒီ9နဲ့8နဲ့ဇောင်းပေါင်းခြင်းနော်9 9 3ည3နဲ့ကတ်မယ်ဆိုတော့2လေးချင်းကို9 3ည3နဲ့ကတ်မယ်ဆိုတော့ သုံးညနှစ်သုံးညလေးငါးနှစ်ငါးလေးသုံးနှစ်သုံးလေးဆိုရယ်ကနန်းနေရှိပါ6ခွက်ရှိတယ်နော်သုံးညနှစ်သုံးညလေးငါးနှစ်ငါးလေးသုံးနှစ်သုံးလေးဆိုရယ်ကနန်းစီနေရှိတာဖြစ်တဲ့အတွက်ကျွန်တော်ချရေးမပြီးတော့ဘူးနော်ဘာလို့လဲ like ကြည့်တဲ့မျိုးတွေပဲဒီကဒါနားထောင်တဲ့မျိုးတွေပဲရမှာတချို့တွေကကနန်းစီလေးလာကြည့်သွားပြီး လိုက်ကင်ရှယ်ရင်းလေးတွေတောင်မလုတ်ပေးခြင်းနဲ့အမျိုးတွေတချို့ရှိသေးတယ်ကနန်းကြီးပြီးတော့မှပြန်ထွက်သွားဝင်လိုက်ထွက်လိုက်သမားတွေအတွက်ဒါရီယာသိရှိမှာမဟုတ်ပါဘူးကျွန်တော်ရေးမပြီးတော့ဘူးနေတိုက်ကနေ့လေးအချိန်ကိုနေလေးချိန်ကို9နဲ့8နဲ့ပေါင်းရင်9 9 3 3နဲ့ကပ်ပြီး သုံးညာနှစ်သုံးညာလေးကိုမိထိုးမယ်နော်တခါလေးပြောခဲ့တာနေကုန်ကနဲမှာသုံးညာနှစ်သုံးညာလေးကိုမိတည်မယ်ငါးနှစ်ငါးလေးကိုရမ်းမယ်သုံးနှစ်သုံးလေးကတော့ကျွန်တော်တို့ဖြုတ်ထားခဲ့တယ်ကျွန်တော်မျိုးတွေကကြိုင်းနေတဲ့ရင်တော့ထိုးပါနော်အဲ့ကြတော့ကနန်း6ွက်ရှိတယ်ဗျာနေတိုင်းကဟုတ်ပြီလားအဓိကမိန်းဒီငယ်ရမှာသုံးညာနှစ်သုံးညာလေးခုနကကျွန်တော်မျိုးတွေကိုပြောခဲ့တယ်သုံးညာနှစ်ပတ်တည်သောဆုံဆုံနေကြီးဖြစ်တဲ့အတွက် ဘိုင်စာတို့ကကြိုက်တယ်ဘိုင်စာတို့ဂရုကအမျိုးရိယာရောဒီယာရီကျွန်တော်တို့ထိုးมาဖြစ်တယ်เนาะဘာလို့လဲကျွန်တော်တို့ပြီးသွားတဲ့ဘက်ကလေးကကြွေးကြံနေတဲ့ဟာမို့လို့မူတွေစိုက်တွေကဘယ်တော့မှပြတ်မသွားပါဘူးကျွန်တော်အမြဲပြောခဲ့တယ်ဟာဒီအပတ်မှာမကြခဲ့ရင်နောက်တစ်ပတ်ကတော့ဂျင်းသေးပဲကျွန်တော်ပြောပြီးသားဖိုင်စတာနဲ့လောင်းကျင်နေဆိုရင် လောင်းကြီးကြိုက်သလောက်ထက်လို့ရတယ် ဒါပေမဲ့ဖိုင်စတာကြီးကျယ်တယ်တော့မပြောမင်းနဲ့လူပြောခဲ့ပြီးသားဖိုင်စတာတို့ကလောင်းမယ်ဆိုရင်တော့ဖိုင်စတာတို့မန္တလေးမြို့မှာရှိတဲ့เนาะမြို့လေကောင်မှာနေတယ်ဧကလောက်ရှိတဲ့မြေခွေးနဲ့နေပြီးတော့ရှိရတဲ့ကိုပိုင်ဆိုင်မှုတွေအကုန်ချနှင်းပြီးတော့လောင်းမယ်ဆိုတဲ့အဲ့လိုလောင်းရတဲ့လူတွေကိုဖိတ်ခေါ်တယ်เนาะလောင်းမယ်ဆိုရင်မူရိယာဘယ်တော့မှမပြည့်ဘူး ရက်ကြော်သွားတာရှိပဲရှိတယ်နောက်တစ်ပတ်မှဂျင်းသေးလာမယ်ဆိုတာဘိုင်စတာတို့ရေရေဝုန်းဝုန်းပြောခဲ့တာတွေရှိတယ်เนาะဒါတတိရှိတယ်ဆိုရင်ဖိုင်စတာနဲ့စမ်းလို့မယ်ဆိုရင်တော့เนาะဒါကြွားဝါတာမဟုတ်ဘူးအဲ့လိုမျိုးလောင်းကြီးလောက်ထပ်နိုင်နေဆိုရင်တော့လာခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါတယ်เนาะအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဖိုင်စတာလေးမူပဲဖြစ်ပါတယ်ယုံကြည်တယ်ဆိုရင်လှုပ်လို့ရပါတယ်เนาะဖိုင်စတာတို့ကအပတ်တိုင်း နော်မကြောက်တင်ခံနေကြတာဒါမျိုးလဲအမျိုးတွေကြည်ပါ နော်ဘီဖိုင်စတာအမြဲပြောခဲ့တာရှိတယ်ကျွန်တော်တို့ဒိုင်းပုံမှာဆရာကြီးအများကြီးရှိပါတယ်ခင်ဗျနော်မူရီစိုက်ဒီဈေးအောင်စုံနေနဲ့လပစွာကွန်ပျူတာတွေလှုပ်ဆောင်ချက်တွေနဲ့လပစွာပြတ်တနေတဲ့ဆရာတွေအများကြီးရှိပါတယ်ဒါပေမဲ့အဓိကမိန်ကြတာကပေါကနန်းဖြစ်ဖို့ အဲ့ဒီကံစားတာကအရေးကြီးတာမျိုးတွေကအဲ့လိုမျိုးရှိတဲ့ဆရာတွေနဲ့ဘူးပေါင်းပြီးတော့เนาะဆောင်ရွက်ကြပါဒါဖိုင်စတာကအမှန်ပြောတာဖိုင်စတာအနေမှာလက်တွဲပါလို့မပြောဘူးဂျိုက်တဲ့ဆရာနဲ့လက်တွဲဒါပေမဲ့ကျွန်တော်တို့เนาะကံစားတာရှိတဲ့ဟာတွေကိုလိုက်လံကြည့်ပြီးတော့အဲ့ဒါမျိုးတွေနဲ့မှဟာဒါဒီဆရာမျိုးကအမြဲထွက်တယ်ဟဲ့ဟာအမြဲပေါတိဖြစ်တယ်ဟဲ့ဒါမျိုးတွေကို ြည်ပြီးလက်တွဲပါလို့ကျွန်တော်တို့ဆိုလိုချင်ပါတယ်เนาะအာဘာမှမသိเนาะကနန်းနေဟိုယုတ်ကြီးပြပြီးထုတ်ပြပြီးတော့ဘယ်ရရမှန်းလဲမသိတဲ့စိုက်မျိုးတွေဖိုင်စတာတို့ကပြခဲ့တာလည်းမရှိဘူးဒီလိုဒီလိုဟလာသူ့ရဲ့မူတွေစိုက်တွေကိုပြတ်တပြီးမှပေးခဲ့တဲ့ဟာတွေအဲ့လိုပြတ်တော့ကျွန်တော်မျိုးတွေဘာရှိလဲဆိုရင်ဟာပြန်စစ်ကြည့်အဲဟုတ်တယ်ဟာဒါဆိုရင်ထိုးဖို့ နော်အာတာရာပေါ့ဗျာဘာမှမသိကနန်းနေရတော့လူတိုင်းပေးလို့ရတာပေါ့ဟုတ်လားမလားနန်းကြားထောက်လိုက်ပြီးရဒါရှိတယ်ဆိုပြောလို့ရတာပဲလေဖိုင်စတာတို့ပေးခဲ့တဲ့ဟာတွေကတော့မူတွေ site တွေနဲ့မှာနော်ပေါ်သေးသေးတော့မထင်နဲ့ဒီတစ်ပတ်မှာကျွန်တော်မျိုးတွေကိုပေးထားတာဗာလဲလင်းနေထွက်ထားလို့96 89ကမင်းအခွေရငါးလုံးကြီးတောင်ဖြစ်နေတာကျွန်တော်မျိုးတွေကဖြစ်နိုင်မလားဆိုရင်ဟာ ီမှာကြည့်ကြည့်လိုက်နော်လက်တွေ့လေးတွေပြလိုက်ဦးမယ်နားလေးပါနော်ကျွန်တော်မျိုးတွေကိုရစေခြင်းလို့ဒါမျိုးလေးတွေကြည့်ပြီးမှကျွန်တော်မျိုးတွေကဟာထိုးရမှာပို့ဆိုတာဖြစ်ရမှာနော်ဒီမှာ၄နှစ်ဆိုပြီးထွက်ပြီးပြီ၄နှစ်ထွက်ပြီးရင်96 89အခွေအာ69အာဒီမှာ96 66 09ဘလောက်ထွက်လဲဗျာเนาะဒါ လက်တွေ့ပြတာဟုတ်ပြီလားကျွန်တော်မျိုးတွေเนาะ၄နှစ်ထွက်ပြီးရင်အဲ့လိုမျိုးအကောင်းဆုံးကနန်းနေ၅ခွက်ရှိလို့ဟောငါအခွေ၅လုံးရှိလို့ဗျာမများနဲ့မျိုးတွေအတွက်သေချာပေါက်ဒီလာမှာဖြစ်လို့ကျွန်တော်တို့ကပေးထားတာဒီတပတ်အတွက်အကောင်းဆုံးနေဖြစ်လို့ဒီချိန်နဲ့မကဘူးကျွန်တော်မျိုးတွေအတွက်အဲ့ဒီ၅၆ခွန်ရှိ၉ဟာမျိုးတွေအတွက်เนาะသေချာပေါက် ဟိုအကျိုးမြတ်ရရှိစီမှာဖြစ်တယ်မူရီဆိုင်တွေနဲ့အဲ့လိုပြတော့ကျွန်တော်မျိုးတွေအတွက်เนาะအကျိုးရှိတယ်ဆိုတာကိုလက်တွေ့ပြတာအဲ့ကြတော့ဒီတစ်ပတ်မှာအကောင်းဆုံးအခွေအကောင်းဆုံးမိန်မွေထိုးမယ်ဆိုရင်တော့ဂရုကို လာခဲ့ဖို့ဖိတ်ခေါ်ရပါတယ်ဂရုဝင်ကြီးတတောင်ခွဲနဲ့အတူအကျိုးရှိစေရမယ်အာမခံနဲ့ဒီတစ်ပတ်လဲเนาะကျွန်တော်တို့ကြံအမိဒီတစ်ပတ်ဒီမှာအကောင်းဆုံးနေပေးမှာဖြစ်တယ် ဒီတစ်ပတ်ကတော့ကျွန်တော်ကနန်းထွက်မပြီးတော့ဘူးထွက်ပေးရင်လည်းကောင်းလို့ထွက်ပေးရင်လည်းကျွန်တော်ပြောပြီးသားဒီဂရုရဲ့နော်လက်ဆောင်တွေကတော့ရမှာမဟုတ်တော့ဘူးဗာလဲလို့လေဒီတစ်ပတ်ဂရုပဲအပိုင်ဆိုင်ဆုံးရစီခြင်းလို့အခုကျွန်တော်လိုအပ်နေတဲ့ကျွန်တော်မျိုးတွေကိုထပ်ခေါ်ထားတယ်နော်ဒီတစ်ပတ်မိန်မွေမိန်ခွေတေချာပေါက်လာစီကြရမယ်ဗျာလောင်ကြီးစားကြီးနဲ့နော်ကျွန်တော်ပြောပြီးသားဘာလို့လဲသူ့ရဲ့မူတွေကဒီတစ်ပတ်တည်းမဟုတ်ဘူး ီအပေါ်ဒီအပေါ်အပတ်ကနေကိုဒီဘက်ကိုအထောက်တွေနဲ့မူသုံးလေးမျိုးနဲ့တိုက်ဆိုင်နေတဲ့မူဖြစ်လို့เนาะဂရုမာလာခဲ့ဖို့မိတ်ဆွေအဟောင်းနေရောအတ္တိရောဖိတ်ခေါ်ခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကိုစိတ်နှပြကျမ်းမာပြီးလူရင်းစန္ဒာတွေပြည့်စုံပါစေလို့ဆုတောင်းရင်းနဲ့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်မျိုးတွေက like ခင် share လေးတွေလုပ်ပေးဖို့တောင်းဆိုရပါတယ် subscriber လေးတွေနှိပ်ထားပါဂျာရက်တရားတော့ဒီ ယူကျူရပဲလွင့်မှာပါနော်ကျွန်တော်တို့အကောင့်နေနှစ်ခုမပွင့်မသေးမချင်းကျွန်တော်တို့က Facebook ကအထူးတည်ထားပြီးသုံးနေရတာဖြစ်တဲ့အတွက်နော်ဒီယူကျူရပဲအဓိကထားလွင့်မှာဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါခင်ဗျာ